်မတော်ဗီရစီယာမင်းပိုင်ဆိုဖြစ်ပါတယ်အဲကျွန်တော်ခုနကမတော်ကျွန်တော်မိတ်ဆွေဂျာတာပရိသန်သမီးအလုံးအတွက်26ရက်6လ2025ကနေ9ရက်10လ2025အတွင်းမှာဂျုံတွေ့ရတဲ့တပတ်စာကံကြမ္မာဟော့ကင်းကိုဂန္ဓာတစ်ခုချင်းစီလာကျွန်တော်အသေးစိတ်လေးဟောကြားပေးမှာဖြစ်ပါတယ်အဲကျွန်တော်မိတ်ဆွေဂျာတာပရိသန်သမီးတွေပေါ့လေအဲဒီတပတ်ကလာမှာဘလူကန်တရားလေးတွေဂျုံတွေ့ရတတ်လေပေါ့နော်ဘရမောက်သုံးချေပုံရှိကံကြီးမာတဲ့သူတွေဆိုရင်ထီလီပါတွေပေါက်တဲ့ဂိမ်းရှိတဲ့အတွက်ဝါသနာပါရင်ထီလီတွေကန်ဆန်းကြပါဗျာနော် အထုံးမယ်ဆိုရင်တော့ငါးစား၃ညစုံသို့မဟုတ်ငါးစား9စုံတွေကိုဦးစားပေးရွေးထိုးကြည့်ရပါဗျာနော်ထားပါတော့အဲ့တော့အဲကျန်တာရိသသမီးတွေကိုပထမဦးဆုံးပြန်ရင်းနဲ့ပတ်သက်ပြီးစဟောပေးခြင်းလို့နော်အဲဒီကလာမှာပညာရဲ့အသစ်တွေကိုထပ်ပြီးစီးပူးလေ့လာတဲ့ဂိမ်းတွေသင်တန်းအတိထက်တဲ့အရာမျိုးတွေဖြစ်တဲ့ဂိမ်းတွေမှာပါတယ်ဆိုတော့အတတ်ပညာနဲ့ပတ်သက်လို့ရှိရင်သူကအတတ်ပညာတစ်ခုတည်းမဟုတ်ဘဲနဲ့လေအတတ်ပညာတွေပါသင်ယူစီးပူးလေ့လာတဲ့ဂိမ်းတွေမှာပါတယ်ဖြစ်နိုင်မယ်ဆိုတော့ကျွန်တော်ကျန်တာရိသသမီးတွေကိုဒီကလာမှာပညာရင်းနဲ့ပတ်သက်ပြီးတော့ ပြပြအောင်လုပ်ပြအောင်လုပ်ပါဒီကလကပညာရေးကံအကောင်းဆုံးထဲမှာအဲဒီနေ့နောက်ခုနှစ်ခုထဲမှာကျတော်ရိသားသမီးတွေကပညာရေးကံအကောင်းဆုံးထဲမှာသွားပါနေတယ်တရားမှာ80ကျော်ပဲလုံးလောက်ထိကျွန်တော်သဘောကျတယ်ပေါ့လေစောင်းဝတ်တွေပါပြီးဖြင့်အောင်မယ်ဆိုတဲ့ဂိမ်းမျိုးပေါ့ပြီးတော့ဒီကလမှာမှာပညာအသစ်တွေပါပြီးစီးပူးမယ်ဆိုလဲအဲ့ဒီစီးပူးတွေကလည်းပညာရက်ဒီကိုဘဝကိုတရားပေါ့အဲအကျိုးပေးနိုင်တဲ့ပညာရက်ကောင်းတွေအဲတင်ကြားတဲ့အနေအထားလေးတွေရှိမယ်ပြီးတော့ဆရာကောင်းသမားကောင်းတွေနဲ့စုံစည်းရတဲ့ဂိမ်းတွေမှာပါတဲ့အတွက်တော်တော်လေးအားကောင်းတယ်အဲတချို့တွေဆိုရင်ဒီကလမှာ အစားအသောက်နဲ့ပတ်သက်တဲ့သင်တန်းတွေပါတယ်တက်ပြီးတော့စားသောက်ဆိုင်တွေပါတယ်ဖွင့်မယ်ဆိုရင်လည်းအရန်အကျိုးပေးတာကောင်းတယ်အတချို့တွေဆိုလည်းသူနာမှုသင်တန်းသို့မဟုတ်ဆေးဝါးကျွမ်းကျင်သင်တန်းလေးတွေတက်မှအဲဆေးဆိုင်တွေဖွင့်မလားစသည်အားဖြင့်ဆေးရုံစင်္ကန်းတွေထောင်မလားအရန်ကောင်းတယ်ဗျနော်အဒီကရမှာတခုလုံးမဲ့ကြိုင်မဲ့ဆိုလို့ရှိရင်အင်ဂါနာနဲ့ပတ်သက်တဲ့လုပ်ငန်းတွေကိုအဓိကထား UDP လုပ်ပေးမယ်။ခုနကသင်တန်းတွေပါတက်မဲ့ဆိုတော့မှအဲ့ဒီလုပ်ငန်းတွေမှာအကျိုးပေးနေဖြစ်တော့မဲ့ဟာလေးတွေကိုအဲရည်ရွယ်ပြီးတော့တက်စေချင်တယ်ပေါ့လေနော်။ စံစီစေစားဆက်ပစ္စည်းတွေရောင်းဝယ်ဖောက်ကားရမလားအရန်အကျိုးပေးတဲ့ကိစ္စတွေမှာပါနေတယ်နော်အချို့တွေဆိုရင်ဒီကလာမှာစုပေါင်းဆက်ပေါင်းသူငယ်ချင်းမိတ်ဆွေတွေနဲ့ဆက်တူရှယ်ယာလုပ်ငန်းလေးတွေလောက်ဝတက်တဲ့ကိစ္စတွေမှာပါတယ်လုပ်ဝင်တဲ့အဆင်ပြေတယ်တချို့ကတော့ဆက်တူရှယ်ယာလုပ်ငန်းလေးတွေမှာစာချုပ်လက်မှတ်ရေးထိုးလိုက်ရတဲ့အနေအထားလေးတွေခြေရာဝင်ပါတဲ့အနေအထားလေးတွေဖြစ်တည်လာလိမ့်မယ်နော်ဘလောက်ပဲအတိုက်ခိုက်တွေကြုံကြုံကြုံရတဲ့အတိုက်ခိုက်တွေကိုအောင်မြင်သွားကြော်လာနိုင်တဲ့အနေအထားလေးမှာကြာသပတိသားသမီးတွေအကောင်းဆုံးဖြစ်နေတယ်။ကံကိုယ့်ဘက်မှာရှိတယ်။အတိုက်ခိုက်ကလည်းတခြားဘက်ရှိနေတယ်။အထူးသဖြင့်အလုံနဲ့ပတ်သက်ပြီးပြောကြပါစို့ အမှန်တော့အလုပ်တစ်ခုလည်းမဟုတ်အိမ်မှာပါတယ်သူကအလုပ်ဆိုလို့ရှိရင်ဒီကာလမှာလောက်ပေါ်ကိုင်းမအချင်းချင်းမန္တလေးတက်ခတ်မှုရှိလို့ရှိတယ်သူကအဲအလုပ်ကလည်းအဲ့လိုဖြစ်တတ်တယ်လို့မိသားစုတစ်ခုဆိုလို့ရှိရင်လည်းမိဘနဲ့တာသမီစိတ်ဝမ်းကွဲတယ်ကို့အထင်လွဲပြီးမုန်းတယ်ပေါ့နော်ရှင်းနိုင်တယ်လက်မခံဘူးညီကောင်မတော်အချင်းချင်းသဘောထားမတိုက်ဆိုင်ဘူးအထင်လွဲတာမျိုးတွေဖြစ်တတ်တယ်ဆိုတော့အလုပ်ရှင်တဲ့အလုပ်သမားသဘောထားမတိုက်ဆိုင်မှုတွေ အလုပ်ရှင်ဘက်ကကြည့်လို့ရှင်အလုပ်သမားတွေကကိုယ့်ကိုစန့်ကျင်ဒေါ်လာနဲ့အလုပ်သမားတွေဘက်ကကြည့်လို့ရှင်လည်းကိုယ့်ကိုအမြဲတမ်းဖိအားပေးနေတယ်အဲဒီလိုမျိုးပုံစံကြီးနေကြုံနေပြီးတော့အတွင်းရံလေးတွေပြဿနာလေးတွေသွားဖြစ်တတ်တယ်အထူးသတိထားပေးစေချင်တယ်တချို့တွေဆိုရင်ကိုယ့်စီကနေကိုယ့်ရဲ့လှုပ်အောင်လှုပ်ငယ်သားလေးတွေမမြဲဘဲနဲ့ထွက်သွားတာမျိုးတွေဖြစ်တတ်တယ်တချို့ကကိုယ့်ရဲ့မိသားစုတွေကတရားကကိုယ့်အိမ်မှာမနေတော့ဘဲနဲ့တချို့အဲထားပါတော့ယောက်ျားမိန်းမဆေးစုလို့မိန်းမဆင်းသွားတာမိန်းမအနှံ့ယောက်ျားယောက်ျားဆင်းသွားတာတချို့ကတော့တာသမီတွေကိုယ့်ရဲ့ထွက်သွားတာဒါမျိုးတွေဖြစ်တတ်တဲ့ကိစ္စတွေရှိတယ်အထူးသတိထားပေးနော်အဲ့ဒါကအတွင်းရံလေးတွေရှိတယ် ။နောက်အပြင်လေးတစ်ချက်လည်းလာတယ်။အဲ့ဒါကဘာလဲဆိုတော့ကိုယ့်ရဲ့လုပ်ငန်းဆောင်ရည်တွေဒီအစ်မရေရနိုင်ငံရဲ့အနေအထားတွေကြောင့်ဖြစ်စေ၊တဘာဝဘေးအန္တရာယ်တွေကြောင့်ဖြစ်စေ၊ထိခိုက်ပျက်စီးဆုံးရှုံးတာမျိုးတွေကြောင့်ဝင်တယ်။အထူးသဖြင့်အဲကျွန်တော်ဗုဒ္ဓခုနံလေးသွားခိုက်နေတာဖြစ်တဲ့အတွက်ရေနဲ့ပတ်သက်တဲ့အဲဘေးအန္တရာယ်တွေကိုတစ်ချက်သတိထားပေးစေချင်တယ်။ရေလန်းခီးလုံးဝမသွားပါနဲ့။ကြာသပတေးသတ္တမိတွေရွှေရည်ဆိုရင်ရေဒီပါရီတက်ရေဒီပါရီကြီးလို့ဆိုပြီးကိုယ့်ရဲ့အဲမိုးရွာတွေတအားများလို့ထားပါတော့အဲခုနက လယ်တွေပြက်စီတာမျိုးတွေစံသမားတွေပြက်စီတာတချို့ကတော့ထားပါတော့အကြောင်းကြောင့်ပေါ့လေဒီလိုမျိုးနှစ်နာဆုံးရှုံးမှုတွေကြုံရတတ်တယ်အထူးသဖြင့်အဲ့ဗုဒ္ဓခုနံကိုအကြောင်းပြုပြီးတော့ဖြစ်ရတဲ့ဂိမ်းထဲမှာပါတယ်အဲ့တော့ခရီးဆိုင်ကမယ်ဒီကလာမှာပတ်သက်နေတဲ့သူဘယ်သူပဲဖြစ်ဖြစ်တနင်္လာသာသမီဗုဒ္ဓခုသာသမီတွေကိုအကြောင်းပြုပြီးစိတ်ပင်ပန်းလူပင်ပန်းပြဿနာတွေဖြစ်လိမ့်မယ်အထူးသဖြင့်ချစ်သူအိမ်တော်ဘက်တွေဖြစ်စေမိသားစုတွေကပဲဖြစ်စေအဲ့ဒီနယ်တွေပါရင်ပို့ဆိုးတာပေါ့ကိုယ်ကောင်ကောင်ကြီးစိတ်တော်ကတွေပြီးတယ်ဆိုတော့အထူးသတိထားပေးစေချင်တယ်နောက်တစ်ခုအဲဒီကလာမှာ အခြေအနေအောင်လည်းပတ်သက်လို့ရှိရင်တော့ကြာသာရိသသမီးတွေအမရန်စမ်းပွင့်တဲ့ကာလတွေမှာပါတယ်ချစ်တဲ့ခင်တဲ့သူတွေဝိုင်းဝိုင်းလက်တက်တယ်ဆိုတဲ့ဂိမ်းတွေမှာပါတယ်ချစ်သူမရှိတဲ့သူတွေချစ်သူရတတ်တယ်ထားလို့ရတယ်ဗျာဒီကာလမှာကောင်းတဲ့သူတွေတွေနဲ့စုံစည်းရတတ်တယ်ဟိုချစ်သူရှိတဲ့သူတွေလည်းအင်တော်လေးပါကြာတတ်တဲ့ဂိမ်းတွေရှိတယ်ယူမယ်ဆိုလည်းယူဖို့အတွက်တိုင်ပြင်းရတာဆွေးနွေးရတာမင်္ဂလာကိစ္စပြောဆိုရတာလေးတွေဖြစ်တတ်တယ်ပြောပါကောင်းပါတယ်ဗျကောင်းတဲ့အနေထားမှာရှိပါတယ်တချို့ကြတော့ဒီကာလမှာအစင်တော့ပြပါရဲ့သို့တော့အကြောင်းအကြောင်းကြောင့်ခွဲပြီးတော့တယောက်နဲ့တယောက်နေရတဲ့အနေထားမျိုးတွေဖြစ်တတ်တယ် တချို့ကကြတော့ကိုချစ်သူအိမ်တော်ဘက်နဲ့ကိုနဲ့နှစ်ယောက်ကြားထဲမှာအရင်ကကိုဘကပတ်သက်ခဲ့တဲ့ရည်သားဟောင်းအိမ်တော်ဘက်ဟောင်းသူဘသူဘကပတ်သက်ခဲ့တဲ့ရည်သားဟောင်းအိမ်တော်ဘက်ဟောင်းကပြန်လာပတ်သက်တဲ့အတွက်ဂျာအနောက်ရှက်ဖြစ်ပြီးတော့ပြဿနာအနောက်ရှက်လေးတွေကျောင်းဝတ်တယ်အထူးသတိထားပေးအခုချက်ချင်းဖြစ်တဲ့ပြဿနာမဟုတ်ဘဲနဲ့ပြီးခဲ့တဲ့အချိန်အတိတ်မှာကိုပတ်သက်ခဲ့တဲ့ဟာတွေကဒီကာလမှာအရေးပမာဏပေါ့နော်ကိုနောက်ကိုလိုက်လာပြီးပြဿနာလိုက်ရှာတာမျိုးလေးတွေဖြစ်တတ်တဲ့အတွက်အထူးသတိထားပါလို့ထပ်ထပ်လေးလေးအကြံပေးလို့ရတယ်နော်ကျမ်းမာရင်လည်းပတ်သက်လို့ရှိရင်တော့ အာယုံကြောင့်ပတ်သက်တဲ့ယောဂတွေဖြစ်တာခါနာတာခြေထောက်နာတာကြောက်ကနေပတ်သက်ပြီးသွားထိတာမျိုးတွေဖြစ်တယ်အထူးသတိထားပဲအမျိုးသမီးတွေဆိုရင်တော့ဒီကာလမှာသွေးသားနဲ့ပတ်သက်တဲ့ယောဂသက်ိနဲ့ပတ်သက်တဲ့ယောဂတွေပိုဖြစ်တယ်မပေါ်ဆက်နေပေါ့လေနော်ဖြစ်နိုင်တော့ခြေလေးကြောင့်သားလေးမစားဘဲနေရင်တော့ပိုကောင်းမယ်လို့အကြံပေးလို့တယ်ကြက်မိုင်ညာလို့စေုံစည်းကမ်းတွေပါပြီးပြမယ်ဆိုလို့ရှိရင်တော့ကြာသာပြေးသားသမီးဆရာဝန်နဲ့ပြပေးပါလို့အကြံပေးပြရစေနော်စရိမာလာ26 29 28 30အောင်တော်ဘာလာတရအဲ့ရတွေကတော့ အနောက်ရက်နဲ့ဆက်လုပ်ပြီးလုပ်တဲ့ကိစ္စတွေကအမရန်ကောင်းတယ်ရက်ဝေးနဲ့ချာခီးတွေပါတွေသွားတတ်တဲ့ gain ရှိတယ်တချို့တွေဆိုလို့ရှိရင်သူကအလုပ်ကိစ္စခီးတစ်ခုတည်းမဟုတ်ဘူးအဲဖျားဘူးခီးထွက်လိုက်တာတို့ပျော်ဝဲစားခီးထွက်လိုက်တာတို့အလဲဘက်ခီးထွက်လိုက်တာတို့ဒါမျိုးတွေအစရုပ်တရက်သွားရလာရတတ်တဲ့ gain တွေပါလာလိမ့်မယ်အဲရုပ်တရက်အလူတန်းတွေမှာမမျောနိုင်မနဲ့ပါဝင်လူတန်းရတဲ့အလူတန်းလေးတွေမှာအပျော်စရာလေးတွေကြုံရတတ်တဲ့ gain တွေရှိတယ်ရှစ်ပုံရှစ်ကံကြီးမားတဲ့သူတွေဆိုရင်အဲ့ကာလမှာကြီးကြီးမားမားအလူတန်းကြီးလောင်းလောက်ရတတ်တဲ့ gain တွေမှာပါတာပေါ့လေတော်တော်လေးအားကောင်းတယ်ကိုယ့်ရဲ့အချိန်ဩဇာအာဏာတွေက ကိုပေါင်ခြင်းမှာဖြန့်ကျက်နိုင်တဲ့အနေအထားလေးတွေဖြစ်လာလိမ့်မယ်။မင်းသောရသားတွေရဲ့ကုညီဆောက်ချောင်းမသားမှုတွေသူတို့ချင်းမြတဲ့ဘဝတူကုန်ကူစုတစေတွေအိကလာမှာရရှိပိုင်ဆိုင်လိမ့်မယ်ဗျာနော်။အဲစနေမာလာ29အောင်တော်ဘာလာ2ရက်အဲ့ရမှာတော့အညံ့လေးတွေရှိတယ်။အထူးသတိထားပေးစေချင်တယ်။ဆိုတော့သွားလာလှုပ်ရှားတဲ့အခါတစ်ချက်သတိထားမယ်။အစစ်စေအမင်းများခံရတာမျိုးတွေတွေအဆီဒန်ဖြစ်တာမျိုးတွေတွေကြုံရတဲ့ကိစ္စတွေရှိတယ်။အထူးသတိထားပေးနော်။သွားလာလှုပ်ရှားရင်အရန်ရန်သတိထားပေးပြီးတော့အဲစေးဝါးတွေပါတယ်နဲ့ပတ်သက်လို့ရှိရင်အနာမာတာစေးမာတာဗောလေ။ ဒါမျိုးလေးတွေသွားဖြစ်လက်တဲ့ကိန်းလေးတွေရှိတယ်ဂယူဆိုင်မဲ့အဝတ်သားတို့အမဲသားတို့လုံးဝအရက်ပိုင်းမှာမစားပါနဲ့ပြဿနာအနောက်ရှက်လေးတွေဝင်လာတတ်တယ်တချို့ကမကောင်းသောစေးတွေပါနေနဲ့ခတ်ပြီးတော့အဲ့လိုမျိုးပေါ့နိပြုသားနောက်ရှက်တာမျိုးလေးတွေကြုံရတတ်တဲ့ကိန်းလေးရှိတဲ့အတွက်ဂယူဆိုင်ပေးပါအဲ့တော့ဂျာသားပရိသတ်သမီးတွေဒီကာလမှာကန်ဒီယာရဲ့ထောက်ပံ့မှုအပြေအဝရအောင်မိခိုးရောင်အပြာရောင်အရင်အစိမ်းရောင်အဝါရောင်တို့ကိုအဓိကထားဝတ်ဆင်သုံးစွဲပေးပါဒါအပြင်ဗရိမနိုင်ပန်းမေမြို့ပန်းကြောက်စိန်ပန်းစပယ်ပန်းစိန်ချေပန်းအဲ့ဒီပန်းတွေကို မိမိတို့ယုံကြည်ဖို့ပဲလေဖះမှာဖះပန်းကရပဲဖြစ်ဖြစ်အနေအဲ့ကနေမှာအလှပောင်းထိုးတဲ့နေရာမှာပဲဖြစ်ဖြစ်ပြုလို့တုံဆွဲပြီပါအဲ့တော့ကျွန်တော်မိတ်ဆွေအဲကျန်တာပရိသတ်သမီးတွေပါလေဒီတစ်ခါတည်းကလာမှာကြုံရတဲ့အညံ့တွေကင်ပြီးကောင်းတဲ့ကံတွေပို့ကောင်းမှုအတွက်ရရရလေးခြေချရအောင်ဗျာအဲ့တော့ရရရအနေနဲ့ဘာလို့ကောင်းမလဲဆိုတော့အဲရဟန်းတန်ခါတော်ဘုံကြီးတစ်ပါးကိုအစိမ်းအောင်မျက်နှာသုံးပေါ်မှာတစ်ထည့်ဝယ်ပြီးတော့လူတန်းပြအောင်လူတန်းပြလိုက်ပါအလိုရှိရလေးတွေငွေကြေးစီးပွားလက်လာပါလေးတွေပို့ပြီးပြည့်စုံသွားလိမ့်မယ်ဒါအပြင် အဲကိုယ့်ရဲ့မွေးနေ့ရောက်တဲ့အခါအိတ်တဲ့အခါအဲ့ရလေးရွှေအိတ်ပြောင်းအိတ်ပြမယ်ပြီးရင်ကိုမိသားစုကိုလည်းပါတယ်ကိုမိသားစုလေးပါခေါ်ပြီးတော့နိစက်ရဖျားတစုသူကိုဖျားဘူးခီးလေးထွက်ပေးလိုက်ပါပြန်လာပြီးတဲ့နောက်ပိုင်းပိတ်နေတဲ့လက်လာပါလေးပွင့်ပြီးစီပွားလက်လာပါလေးအေကံမုတ်ချဒုတ်တက်လာပါလိမ့်မယ်ဂျာသပရိသသမီးအားလုံးစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းများဖြင့်ပြည့်စုံကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးပါတယ်